မျိုးပါဝါပိုက်သုံးပြီးတော့ဒီဇိုင်းအစမ်းလေးဖန်တီးခြင်းနဲ့ idea အသစ်လေးထုတ်ခြင်းတဲ့သူလေးတွေအတွက်ဒီဗီဒီယိုလေးထဲမှာပြပြပေးထားပါတယ်။သိချင်တဲ့ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးနော်။ပထမဆုံး PowerPoint ဆိုတဲ့ software လေးတဲကို double click နှိပ်ပြီးတော့အရင်ဆုံးဝင်လိုက်ပါမယ်။ ဝင်ပြီးသွားပြီဆိုရင် blank presentation ဆိုရဲစာရွက်အလွတ်ကလေးကိုရွေးမယ်ရွေးပြီးသွားရင်ဒါလေးကိုအလွတ်ကလေးဖြစ်ချင်တာမှုလို့ select တစ်ချက်ပေးမယ်နှားပေါ်မှာ click တစ်ချက်ထောက်ပြီးတော့ delete နဲ့ဖြစ်မယ် debug လေးကိုလည်း select တစ်ချက်ပေးမယ်နှားပေါ်မှာ click တစ်ချက်နှိပ်ပြီးတော့ delete နဲ့ဖြတ်လိုက်မယ်ပြီးသွားပြီဆိုရင် ပထမဆုံးအနေနဲ့ design နဲ့က format background နဲ့ကိုသွားမယ် အဲ့ဒီမှာကာလာဆိုတဲ့နေရာမှာပစ္စာကတော့ခဲရောင်လေးတရားရွေးလိုက်ပါမယ်ပြီးရင် close ကိုနှိပ်လိုက်မယ် okay ဒါဆိုရင် home နဲ့ကိုပြန်သွားမယ် shape ထဲကိုဝင်မယ်ပထမဆုံး rectangle လေးတစ်ခုကိုရွေးပါမယ် left click လေးကိုဖိပြီးရောအနေတော်လေးတစ်ခုဒီမှာသွားပြီးရောရွေးလိုက်ပါမယ်ကျေပြီးသွားပြီဆိုရင် ထုံးစံတိုင်းမှာ shape format ထဲက shape face ဆိုရတဲ့ထဲမှာ အဲအယောင်လေးတီအောင်ထည့်မယ်ရှေးအောက်လိုင်းဆိုရတဲ့မှာ no အောက်လိုင်းကိုရွှေးမယ် okay ပြီးသွားပြီဆိုလို့ရှိရင်တစားတို့ကသူ့ရဲ့အောက်မှာရှိရမြားလေးတဲ့ကိုဝင်လိုက်ပါဝင်ပြီးသွားရင် effort ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်ပါနှိပ်ပြီးသွားပြီဆိုရင်တစားတို့အဲ့ share ရိုးဆိုရတဲ့ကိုဝင်မယ် number 1 color ဆိုရတဲ့မှာအယောင်လေးတီအောင်ထည့်မယ် number 2 transparency မှာပေါ့နော်အနေတော်လေးအဲ တစ်ခုကိုပြောင်းပါမယ်အဲတစားကတော့50%လောက်ထားလိုက်မယ် okay ပြီးစိုက်မှာတော့100%ပဲထားမယ်ဘလားမှာကြတော့တစားတို့49%လောက်ထားလိုက်ပါမယ်ဒါလေးတွေကကိုယ့်ရဲ့စိတ်တိုင်းကျချိန်ကြည့်လို့ရပါတယ်နော်အဲတော့ 49PT လောက်ထားလိုက်မယ်ဒီမှာပြီးသွားရင် angle မှာကြတော့တစားတို့ဒီ290 degree လောက်ထားကြည့်လိုက်ပါမယ် distance မှာတော့ 4PT ပဲထားမယ်ပြီးရင် close လုပ်လိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ home name ကိုပြန်ဝင်မယ် shape ထဲမှာ rectangle လေးတစ်ခုကိုပြန်ရွေးမယ်ဒီအပေါ်ကနေထပ်ပြီးတော့ rectangle လေးတစ်ခုကိုထပ်ပြီးတော့ဆွဲလိုက်ပါမယ်ဒီလိုမျိုးလေး okay ဆွဲပြီးသွားပြီဆိုလို့ရှိရင် ထုံးစံတိုင်းမှာ shape face ထဲမှာအယောင်လေးတစ်အောင်ဖြစ်မယ် shape outline မှာ no outline ဆိုပြီးတော့ရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်တော့တစားတို့တွေ home name က shape ထဲကိုပြန်သွားမယ် rectangle ဆိုရဲခေါင်းစဉ်အောက်မှာရှိတဲ့ပုံစံလေးတဲကမှ top corner rounded ဆိုတာလေးကိုရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုလို့ရှိရင် left click လေးကိုဖိပြီးတော့ဒီမှာအနေတော်လေးတစ်ခုလောက်ဆွဲလိုက်ပါမယ် okay အဲ့တော့အဲ့ဒါလေးဆွဲပြီးသွားပြီဆိုရင်ထုံးစံတိုင်းမှာ shape face တဲကတစားတော့လိုချင်တဲ့အယောင်လေးတရားထည့်မယ် shape outline မှာ no outline လို့ပြောင်းလိုက်မယ် โอเคပြီးသွားပြီဆိုရင်အခုကဘာသာရက်လေးကိုသင်စားရေးချင်တာဒါကြောင့်မို့လို့6ဘာသာရှိရဲ့အတွက်ကြောင့်နောက်ထပ်5ခုထည့်ယူရမယ်ပေါ့เนาะယူရခါမှာသင်စားကို duplicate လုပ်မှာဆိုတော့ဒါလေးကို select ပေးပြီးတော့ shortcut control d လို့လုပ်လိုက်ပါဒါဆိုရင်နောက်ထပ်တစ်ခုရလာပြီအဲ့လိုပဲ control d ဆိုပြီးတော့ထပ်သွားမယ် control d ဆိုပြီးတော့ထပ်သွားမယ် control d ဆိုပြီးထပ်သွားမယ်အဲ့တော့6ခုယူမှာဖြစ်တဲ့အတွက်ကြောင့်တစားတို့ဒီမှာ6ခုယူလိုက်မယ် ယူပြီးသွားပြီဆိုလို့ရှိရင်ဒါလေးတွေတစ်ခုချင်းစီကိုအယောင်ပြောင်းမယ်ဆလတ်ပေးမယ်ရှိတ်ဖေးတဲကနေသွားပြီးတော့ဒီမှာအယောင်ကာလာလေးပြောင်းမယ်မကြိုက်ရင်မိုးဖေးကာလာတွေကနေလည်းအယောင်လေးတွေသွားပြီးတော့ဖြည့်လို့ရပါရဲ့နော် Okay မိုးဖေးကာလာတွေကိုသွားမယ်အဲ့မှာအယောင်လေးတစ်ယောင်ယူ Okay နှိပ်မယ်ဒီမှာလည်းအဲ့လိုပဲဆလတ်ပေးမယ်ရှိတ်ဖေးတဲကမိုးဖေးကာလာတဲကိုသွားမယ်တစားကိုကြိုက်တဲ့အယောင်လေးတစ်ယောင်ရွေးမယ်โอเคနေမယ်ဒီမှာလည်းဆလတ်ပေးမယ် ရှိတ်ဖေးတဲ့ကမိုးဖေးကာလာတဲ့ကိုသွားမယ်အဲ့ဒီမှာကိုကြိုက်တဲ့အရောင်လေးတရားရွေးမယ်โอเคနှိပ်မယ်အော်ဒါဆိုဒီဘက်ကဟာလေးရဲ့အဲ့ဒီတိုင်းမဲ့အရောင်လေးကိုပြောင်းလိုက်ပါမယ်โอเคအော်ဒီမှာနောက်ဆုံးတစ်ခုကိုလည်းမိုးဖေးကာလာလေးရနေပြီးတော့အရောင်လေးတရားသွားပြီးတော့ပြောင်းလိုက်ပါမယ်ပြီးရင်โอเคနှိပ်လိုက်မယ် ဟုတ်ပြီအဲ့တော့တစားတို့ဒီဓာလေးကို6ခုလိုချင်တာမို့လို့ control D နဲ့ duplicate လုပ်လိုက်တယ်ပြီးသွားရင် color လေးရတရားစီထားချင်တာမို့လို့ color change လိုက်တယ် change ပြီးသွားပြီဆိုရင်အော်အမှတ်အလိုက်လေးထည့်ချင်တာပေါ့နော်ဒါကြောင့်ဒီမှာတစားတို့ဒီအမှတ်အလိုက်လေးထည့်ဖို့အတွက်ကိုဒီပေါ်မှာ change ညှိပါမယ်နော်ကိုကဘလောက်လေးထားချင်လဲဆိုတော့ဒီမှာသွားပြီးတော့ change ညှိပါမယ်အဲ့တော့အနေတော်လေးတစ်ခုစီ change ညှိကြပါမယ် select ပေးပြီးတော့ โอเคဒီမှာလဲအဲ့လိုမျိုးလေးပဲပေါ့နော်6ဘာသာလုံးโอเคပါအဲဟုတ်ပြီပြီးလို့ရှိရင်ဒီတစ်ခုဆိုလို့ရှိရင်လဲဒီနားကိုဆက်ပြီးတော့သွားမယ်โอเคအဲ့တော့လိုချင်တဲ့အမှတ်အတိုင်းလေးဖြည့်ချင်တာမို့လို့ဒီမှာအတိုင်းတာလေးကိုချိန်ညှိလိုက်တယ်။ပြီးသွားပြီဆိုလို့ရှိရင်အားလုံးကိုဆက်လက်ပေးလိုက်ပါ။ပေးပြီးသွားရင်အလဲဆန္ဒကျမဲ့နေရာလောက်ကို middle လောက်ကို သွားပြီးရွှေ့လိုက်မယ်။ရွှေ့ပြီးသွားပြီဆိုရင်အဲ့ဒီပေါ်မှာ right ကလေးထောက်မယ်။ အဲ့ဒီမှာ send to back ဆိုတာလေးကိုတစ်ချက်နှိပ်မယ် okay ရသွားပြီဒါအောင်မှတစားတော့စိတ်တိုင်းကြမဟုတ်သေးဘူးဆိုရင်ဘာလုပ်မလဲထုံးစံတိုင်းပဲဒီမှာအတိုအရှည်လေးကိုတွားပြီးတော့ညှိမယ်เนาะဒီလိုဒီဇိုင်းလေးတွေ okay ဒီမှာဆိုရင်ဟိုအရန်တူရဲဟာဆိုရင်စာရေးလို့မရမှာဆိုလို့နည်းနည်းလေးပြန်ပြီးတော့ရှည်လိုက်ပါမယ်ဒီပုံစံလေးတွေကို okay အဲဟုတ်ပြီဒီဘက်မှာဆိုလို့ရှိရင်လည်းတစားအောင်အနေတော်လေးတွားပြီးတော့ပြောင်းလိုက်မယ် โอเคဟုတ်ပြီဒါဆိုရင်အခုဒီထိရသွားပြီရသွားပြီဆိုရင်တခုချင်းစီမှာမြန်မာအင်္ဂလိပ်သင်ချာ chemistry physics ဘိုင်အိုလို့ရေးကျင်တာဒါကြောင့်ထုံးစံအတိုင်းပဲ power point ထဲမှာစာရေးမယ်ဆိုရင် home နဲ့က shape ထဲကိုသွားမယ်အဲ့ဒီထဲမှာ test box လေးကိုယူမယ်ပြီးရင်ဒီအပြင်ဘက်နားလေးမှာ box လေးတခုဆွဲပြီးရောစာစာရေးမယ်အဲ့တော့ M Y A N M A R မြန်မာရေးပြီးသွားရင်ဘာပဲလုံးလုံး select ပေးဒီဥစ္စာလေးကို ဆက်လက်ပေးပါမယ်အရင်ဆုံးပေါ့နော် okay ဆက်လက်ပေးပြီးသွားပြီဆိုလို့ရှိရင်တစားတို့ဘာလုပ်မလဲဆိုတော့ဒီမှာ font style ကြီး font size ကြီးစိတ်ကြိုက်ပြင်လို့ရပါတယ်ဆက်လက်ပေးပြီးရင် font style တွေကိုသွားပြီးရောစိတ်တိုင်းကျဒီဇိုင်းလေးရွေးလို့ရတယ် font size အနေအထားကိုလည်းပြောင်းလို့ရတယ်ပြီးရင်တစားတို့စလုံးလေးလည်းထုလို့ရသေးတယ်ပြီးသွားပြီဆိုလို့ရှိရင်အဲဒီဥစ္စာလေးကိုတစားဖို့က downline လေးထားချင်တာမို့လို့ shape format ထဲက rotate ထဲမှာ rotate left 90 degree လို့သွားရွှေ့လိုက်မယ်။ Okay ရွှေ့ပြီးသွားပြီဆိုလို့ရှိရင်တော့အားလုံးစိတ်တိုင်းကျပြင်ပြီးသွားပြီဆိုရင်ဒီပေါ်မှာသွားပြီးတော့ထည့်လိုက်ပါမယ်။ထည့်ပြီးသွားပြီဆိုရင်ကျန်တာလေးတွေကိုလည်းဒီလိုရေးချင်တာဖြစ်တဲ့အတွက် duplicate လုပ်လိုက်မယ်နော်။ဒါကြောင့် select ပေးမယ် control D နဲ့နောက်ထပ်တစ်ခုယူလိုက်ပါမယ်ဒီဘက်ထဲကို။ Okay အဲ့လိုပဲ select ပေးမယ် control D နဲ့ duplicate လုပ်လိုက်မယ်။ ။ Okay နောက်ကြံတဲ့ဥစ္စာလေးတွေကိုလည်းအဲ့ဒီအတိုင်းပဲသွားပြီးတော့လုပ်ပါမယ်။ Okay duplicate control t ဆိုပြီးတော့လုပ်လိုက်မယ်။ပြီးတော့ပြီဆိုရင်တစားတို့ထုံးစံနိုင်မယ်ဒီမှာမြန်မာပြင်ဒီနေရာလေးကိုဆက်လက်ပေးပြီးတော့အတူောက်ပဲရေးလိုက်မယ် eng okay ပြီးတော့လို့ရှိရင်ဒီမှာကျတော့တစားတို့တကယ်လို့အရှိကောက်ရေးခြင်းလဲရပါရဲ့နော်အဲ့တော့ eng l i s h english ပြီးရင်ဒီမှာ mathematics လို့ရေးရမယ်ဆက်လက်ပေးပြီးတော့စာရိုးဖြတ်မယ်။ M A T H E M A T I C S Mathematics ပြီးတော့ပြီဆိုရင်ဒီဘက်မှာဆိုလို့ရှိရင် Chemistry အဲ့တော့ select ပေးပြီးတော့ဖြတ်မယ် C H E M I S T R Y Okay Chemistry ပြီးတော့ပြီဆိုရင်ဒီဘက်မှာလည်း select ပေးပြီးတော့ Physics လို့ရေးမယ် physics ပြီးတော့ဒီဘက်မှာဆိုရင် bio ဓာတ်မှွေ eco ပေါ့เนาะအဲ့တော့ဒီစားတော့အခုဒီမှာ bio လို့ပဲရေးလိုက်မယ် biology ပြီးလို့ okay ပြီးသွားပြီဆိုလို့ရှိရင်တစားတော့နည်းနည်းလေးပေါ့ဒီမှာအနေထားလေးတွေအပေါ်မှာအမှတ်လေးတွေထည့်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးအပေါ်ကိုချက်ပြီးတော့မြင့်လိုက်ပါမယ်နော်မဟုတ်လို့ရှိရင်စာနဲ့အမှတ်တွေကကတ်သွားမှာဆိုလို့တကယ်လို့အတူကောက်လေးရေးခဲ့မယ်ဆိုလို့ရှိရင်တော့ရပါရဲ့နော် okay အဲ့တော့ဒီမှာနည်းနည်းလေးထပ်ပြီးတော့မြင့်လိုက်ပါဦးမယ် okay အဲ့တော့ဒါလေးစာရေးပြီးသွားပြီအမှတ်တွေကိုရေးချင်တာဖြစ်တဲ့အတွက် home နဲ့က shape ထဲကိုသွား test box ထဲကိုသွားမယ်အဲ့လိုပဲ box လေးတစ်ခုယူပြီးတော့အမှတ်တစ်ခုစပြီးတော့ရေးလိုက်တော့မယ်ဒါဆိုရင်တစားကဒီမှာ86လို့ရေးလိုက်ပြီထုံးစံတိုင်းမှာဘာပဲလှုပ်လှုပ် select ပေးမယ် font style ထဲမှာစိတ်တိုင်းကျ font style လေးတစ်ခုကိုသွားပြောင်းမယ် font size လေးကိုလည်းတစားကိုစိတ်တိုင်းကျတစ်ခုပြောင်းလိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီထဲကိုထည့်လိုက်ပါ โอเคကျန်တာယူလဲအဲ့လိုယူကျင်တာဖြစ်တဲ့အတွက် duplicate လုပ်မယ် shortcut control d ဆိုပြီးတော့โอเคနောက်တစ်ခုလဲအဲ့လိုပဲ control d ဆိုပြီးတော့ duplicate လုပ်လိုက်ပါမယ်ပြီးသွားလို့ရှိရင် control d ဆိုပြီးတော့ duplicate ထပ်လုပ်မယ်ဒီတိုင်းပဲ6ဘာသာလုံးကိုဒီလိုလေးအရင်ယူလိုက်မယ်ပေါ့နော်โอเคဟုတ်ပြီဒါဆိုလို့ရှိရင်တစားရို့ဒီမှာ6ဘာသာလုံးကိုအရင်ဆုံးဒီလိုလေးအရင်ပွားလိုက်ပါမယ် ပွားပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဘာသာရက်အလိုက်ရမှတ်လေးကိုပြန်ပြောင်းမယ်ပေါ့နော်ဒီမှာဆိုရင်တစားဘယ်လောက်ထားမလဲဆိုတော့အာဒီမှာတစားရိုးတယ်ဒီထဲမှာ68လောက်ထားလိုက်မယ်ပြီးသွားရင် mathematics ကိုကြာတော့ဘယ်လောက်ထားမလဲဆိုတော့59လို့ထားလိုက်မယ်ဒါမှမဟုတ်65လို့ထားလိုက်မယ်ပြီးရင် chemistry ကသူ့ထက်နည်းနည်းလေးပိုနှိမ့်နေဆိုတော့ဒီမှာတစားရိုး59လို့ထားလိုက်ပါမယ် အဲဒါကကြတော့သူကနည်းနည်းလေးပုံမြင့်နေဆိုတော့85လောက်ထားလိုက်မယ်โอเค85ပြီးရင်ဒီမှာဆိုလို့ရှိရင်ဒါလေးကကြတော့သူကအော်69လောက်ထားလိုက်ပါမယ်အဲ့တော့တကယ်တမ်းကျတော့ဒါလေးတွေကကိုယ့်ရဲ့ရမှတ်ပေါ်မှာမူတည်ပြီးတော့ဒီလိုမျိုးလေးအနှိမ့်အမြင့်လေးတွေဒီလိုမျိုးလေးဆွဲထားရမှာပေါ့နော်ဟုတ်ပြီဒါဆိုရင်သစ္စာတွေ ဒီတဲမှာလိုချင်တာကို6ဘာသာလုံးနဲ့အကုန်လုံးအယောင်တွေပြောင်းပြီးပြီးစာရည်ရေးချင်တာမို့လို့ duplicate နဲ့လဲစာရည်အကုန်လုံးရေးပြီးသွားပြီးအမှတ်စင်းတွေထည့်ချင်တာကိုလည်းဒီလိုမျိုးလေ duplicate နဲ့တစ်ခုချင်းစီအကုန်လုံးရေးပြီးသွားပြီး okay အားလုံးပြီးသွားပြီဆိုလို့ရှိရင်အောက်မှာအခုနက rectangle box လေးနှစ်ခုရှိပါတယ်အဲဒီ box လေးနှစ်ခုလုံး select ပေးလိုက်ပါ ပေးပြီးသွားပြီဆိုရင် right click ထောက်မယ် bring to friend ဆိုတာလေးကိုရွေးလိုက်ပါမယ် okay ပြီးသွားပြီဆိုရင်တစားဝေးအခု animation စပြီးတော့ထည့်ရမယ်ပေါ့နော်ဒါကြောင့် animation တွေက animation ပိန်းလေးကိုအရင်နှိပ်ထားမယ်ပြီးသွားရင် number 1အရှည်ဆုံးကအဥ္စာလေးကို select ပေးမယ်ပေးပြီးသွားရင် animation တဲ့ကိုသွားမယ်အဲ animation တဲ့က fly in ဆိုတာလေးကိုနှိပ်ပါမယ် နှိပ်ပြီးသွားပြီဆိုရင်တကယ်လို့ဒီမှာတစ္ဆာဟုတ်က duration ကိုအာဒီ file လောက်မထားခြင်းမူဆိုလို့ရှင်0.50မထားခြင်း1လောက်ထားလေရရယ်เนาะတစားကတော့1လောက်ထားလိုက်မယ်ပြီးတော့ပြီဆိုလို့ရှိရင်တို့ဒီအဲ့ဒီမှာဒီတဲကိုတစ်ချက်နှိပ်ပြီးတော့ဝင်ပါမယ် effect option တဲကိုသွားမယ်သွားပြီးသွားရင် smooth amp ဆိုတာလေးကိုအဆုံးထိရွေးမယ် okay နှိပ်လိုက်ပါ ဟုတ်ပြီအဲ့လိုမျိုးပဲဒီမှာအခုကဒီ rectangle လေးကိုပဲ animation ထည့်ရသေးတယ်။အဲ့တော့မြန်မာဆိုတဲ့စာကြောင်းလေးကို select ပေးမယ်။ထုံးစံတိုင်းမဲ့ add animation လေးကိုပြန်သွားမယ် fly in ဆိုတာလေးကိုရွေးမယ်။ရွေးပြီးသွားရင် step ဆိုတဲ့တဲမှာ step အဲဒီမှာတစားရို့ after previous ဆိုတာလေးကိုရွေးမယ်။ရွေးပြီးသွားပြီဆိုလို့ရှိရင် duration မှာလည်းအခုနားလိုပဲတစားရို့1လောက်ပဲထားကျင်တာမို့လို့1လို့ထားလိုက်မယ်။ ပြီးတော့ရင်ဒီတဲ့ကိုဝင်မဲ့ effect option တွေကိုပြန်သွားမယ် smooth and မှာလည်းရွေးလိုက်မယ်အဆုံးအထိ okay နှိပ်မယ်အဲ့လိုပဲဒီအပေါ်ကအမှတ်ကလေးကိုလည်း select ပေးမယ် add animation တွေက fly in ကိုရွေးမယ် step ဆိုတဲ့နေရာမှာ after previous ကိုရွေးမယ် duration မှာ1လောက်ထားလိုက်မယ်ပြီးရင်ထုံးစံတိုင်းမှာဒီတဲ့ကိုတစ်ချက်သွားနှိပ်ပါမယ် effect option တွေကိုသွားမယ် smooth and ဆိုတဲ့နေရာမှာအဆုံးအထိရွေးပြီးတော့ okay နှိပ်လိုက်ပါ ဟုတ်ပြီအဲ့တော့တခုအားလုံးပြီးသွားပြီအဲ့တော့သစ္စာတို့ဒီရှင်းမှလည်းသင်ခဲ့ဘူးရေပေါ့နော်သင်ခန်းစာလေးမှာအဲ့တော့ပထမဆုံးတခုပြီးသွားလို့ကြံတဲ့ဒီဇိုင်းတွေကိုလည်းအဲ့ဒီအတိုင်းလေးပဲလုပ်ချင်တယ်ဆိုရင် animation painter နဲ့လုပ်လို့ရတယ်အဲ့တော့ဒီအောက်က rectangle ကို select ပေးမယ်အရင်ဆုံးပြန်ရင် animation painter ကိုတစ်ချက်နှိပ်မယ်ဒီဘက်က inkscape ဆိုတဲ့ rectangle ကို select ပေးလိုက်ရုံပဲ โอเคတခါလေး mouse လေးရမမိလို့ရှင်တစားကိုနည်းနည်းလေးအစအနေပြန်ပြီးတော့လှုပ်ပေးပါเนาะ select ပေးမယ် add animation painter ကိုနှိပ်မယ်ပြီးရင်ဒီ box ဒီကို rectangle ကို select ပေးလိုက်ပြီအဲ့လိုပဲမြန်မာဆိုတဲ့စာကြောင်းလေးကို select ပေးမယ် animation painter ကိုနှိပ်မယ် english ဆိုတာလေးကိုတစ်ချက်သွားနှိပ်လိုက်ရင်ရပါပြီဒီမှာဆိုလို့ရှိရင်လက် အမှတ်ကို select ပေးမယ် animation painter ကိုနှိပ်ပါမယ် ပြီးသွားလို့ရှိရင်ဒီဘွားအမှတ်ကိုသွားပြီးရဆက်လက်ပေးလိုက်ရပါပြီအဲ့တော့ကြံတဲ့ဘာသာရက်လေးကိုလည်းအဲ့ဒီအတိုင်းပဲလုပ်ပါမယ်နော် okay အဲ့တော့ဆက်လက်တစ်ချက်ပေးမယ် rectangle ကို animation painter ကိုနှိပ်မယ်ပြီးရင်ဒါလေးကိုတစ်ချက်ထပ်နှိပ်စာကိုဆက်လက်ပေးမယ် animation painter ကိုနှိပ်မယ်စာကိုပြန်ပြီးရဆက်လက်ပေးမယ်အမှတ်ကိုဆက်လက်ပေးမယ် ် animation ပိန်တာကိုနှိပ်မယ်ဒီဘက်ကအမှတ်ကိုသွားပေးမယ်အဲ့ဒီတိုင်းကြီးဂျန်တဲ့ဘာသာယူလဲအဲ့ဒီတိုင်းတစ်ချက်လုပ်ပါမယ်เนาะ okay ဆိုတော့ select ပေး animation ပိန်တာဒီဘက်ကလည်းတစ်ချက်နှိပ်စာကို select ပေး animation ပိန်တာပြီးသွားလို့ရှိရင်ဒီဘက်က chemistry ကိုလည်း select ပေးအမှတ်ကို select ပေး animation ပိန်တာလုပ်မယ်ဒီဘက်ကအမှတ်ပေါ်မှာသွားထပ်လိုက်မယ် Okay နောက်တစ်ခုလဲအဲ့လိုပဲဒီ rectangle ကြီးကို select ပေးပါအရင်ဆုံး animation painter နှိပ်မယ်ဒီဘက်က rectangle ကို select ပေးမယ်စာကို select ပေးမယ် animation painter နှိပ်မယ် face ကို select ပေးမယ်အမှတ်ကို select ပေးမယ်ဒီစာကိုပြီးတော့ရင် animation painter ကိုနှိပ်မယ်ပြီးရင်ဒီမှာအမှတ်ကိုသွားပြီးတော့ select ပေးမယ် Okay နောက်ဆုံးတစ်ခုပဲကျန်တော့တယ် rectangle ကို select ပေး animation painter နှိပ်ဒီဘက်က rectangle ကို select ပေးစာကို select ပေး animation painter နှိပ်မယ်စာကို select ပေးမယ်အမှတ်ကို select ပေးမယ်ဒီစာကို animation painter နှိပ်မယ်ဒီဘက်က အမှတ်ကို select ပေးမယ်အဲ့တော့အခုအကုန်လုံးအဲ့ဒီတိုင်းလေးအကုန်လုတ်ပြီးသွားပြီပေါ့နော်လုတ်ပြီးသွားပြီဆိုလို့ရှိရင် okay ဒီစာကိုကဒါလေးကြီးအားလုံးရသွားပြီပေါ့နော်အော်ရသွားပြီဆိုတော့ဒါလေးကနှစ်ခုလောက် presentation လုပ်ချင်တယ်ဆိုလို့ရှိရင်အားလုံးကို select ပေးလိုက်ပါ Okay အားလုံးဆက်လက်ပေးမယ်ပေးပြီးသွားရင်ဒီဘယ်ဘက်နားလေးကိုနည်းနည်းလေးရွှေ့မယ်ရွှေ့ပြီးသွားရင် keyboard ကနေ control နဲ့ shift ကိုဖိပြီးတော့တစားကိုနောက်ထပ်တစ်ခုလောက်လေးထပ်ပွားလိုက်မယ်ပေါ့နော် Okay ဆိုတော့အရင်ဆုံးဒီမှာတစ်ခုဆက်လက်ပေးမယ်ပြီးရင် control နဲ့ shift ကိုဖိပြီးတော့ဒီဘက်မှာနောက်ထပ်တစ်ခုတို့တွေထပ်ပြီးတော့ပွားလိုက်ပါမယ်အအနေတော်လောက်လေးပေါ့နော် โอเคရပြီဒါဆိုလို့ရှိရင်တစားဟုတ်လုပ်ထားတဲ့ presentation လေးကဘယ်လိုပုံစံလေးဖြစ်သွားလဲဆိုတာပြန်ပြီးတော့ slide show ကြည့်ကြပါမယ်ထုံးစံအတိုင်းလေးโอเค enter တစ်ချက်ခောက်ပြီးတော့ကြည့်သွားပါမယ်เนาะโอเคပါဒီလိုမျိုးလေးရေတစ်ချက်ချင်းစီ enter ခောက်ပြီးတော့ကြည့်သွားလို့ရပါတယ် တကယ်လို့တစားတို့က duration မှာ1လောက်ထားခဲ့ရာဆိုတော့ तू ကနည်းနည်းလေးရောကြာရယ်ပေါ့နော်ဖြည်းဖြည်းချင်းသွားတာတကယ်လို့တစားတို့အကြာကြီးမစောင့်ကျင်ဘူးဆိုလို့ရှိရင်တော့အာဒီ duration မှာ0.50လောက်ထားပြီးတော့လောက်သွားလေရပါရင်နော်ဆိုတော့ဒီသင်ခန်းစာလေးကိုလေ့လာပြီးတော့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ presentation လေးကောင်းကောင်းလုပ်တတ်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ် video ရေးမှာလည်းဆက်ပြီးတော့အတူတူလေ့လာကြမယ်နော်။